တော့အဲ voting အရင်မိတ်ဆက်ပဲအဲကျွန်တော်ကတော့ဒီ justice soldier pdf မှာဟာပေါ့တာဝန်ထမ်းဆောင်နေတဲ့ဟိုပေါ့ဘူဒီဇပေါ့အဲနာမည်ကတော့ဟိုနင်းနေကတော့ဘူဒီဇပေါ့အဲတော်လိုင်းနာမည်အဲတော်လိုင်းနာမည်ပေါ့အဲ့တော့ကျွန်တော်အခုလက်ရှိတာဝန်ထမ်းဆောင်နေရတော့ဒီဟိုပေါ့ justice soldier pdf တက်ဖွဲ့တရင်ယုံရဲ့တက်စုမူအဲတက်စုမူအဲတက်စုမူပြီးတော့လည်းနောက်တစ်ခုကတာဝန်ရယူထားသေးတာဒီဟိုပေါ့တင်နန်းဆရာပေါ့အဲတင်နန်းဆရာအဲအဲယူထားတယ် အဲကျွန်တော်အခုဒီတွန်လိုင်းအကြောင်းလေးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုဒီအနာအနာသိန်းနဲ့ဟောအချင်းပေါ့အချင်းမှာမတိုင်ခင်ပေါ့အနာသိန်းမတိုင်ခင်လေးကကျွန်တော်ကဒီပရိုက်တာကျွန်တော်ဖွဲ့ထားရှိဩပရိုက်တာဖွဲ့ထားတယ်ကျွန်တော်ကိုယ်တိုင်ပဲဦးစီးတယ်။ဟော။အဲလူအင်အားဆိုလို့ရှိရင်40ကျော်လောက်ရှိတယ်။ဟုတ်လား။အဲ့မှာကျွန်တော်ဒီပေါ့ဒီရက်ွက်အကျိုးပြုလုပ်ငန်းတွေကျွန်တော်လိုက်ပြီးတော့လိုက်ထောက်ပံ့နဲ့လုပ်တယ်။အဲ အဲ့လိုမျိုးအဖွဲ့စည်းနဲ့လည်းကျွန်တော်ချိန်ဆက်တယ်ပေါ့သူတို့ရဲ့အကူအညီလည်းရယူတယ်အဲပြီးတော့ဒီ2021အာနာသိန်းတဲ့အချိန်မှာအဲဘလို့ကျွန်တော်ကဘလို့ပြန်ကူးပြောင်းသွားလဲဆိုတော့နကိုရဲလေကိုကစိတ်ခံရှိတယ်လေမာရဲဘတ်နဲ့မန်နဲ့ဘတ်ဆိုကိုကိုတိုင်းလဲခွဲဓမ္မနဲ့ဓမ္မနဲ့အဓမ္မနဲ့ကိုကိုကိုတိုင်းလဲခွဲကြတက်တက်လူတယောက်ဆိုတော့ဒီလူမျိုးတင်းလာတဲ့အနာတင်းဖြစ်ပေါ်လာတဲ့အချိန်အနေစပြီးတော့ကိုကဘာဖြစ်သွားလဲဆိုတော့ဟိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာပြည်သူလူထုက အဓိကပြည်သူလူထုပဲဗျာပြည်သူလူထုဘယ်လောက်ထိဒီအနာသိမ်းမှုဖြစ်ပေါ်မှာမကျင်နှက်ချက်ဒီဖြစ်လဲဆိုတာဒါကျွန်တော်မြင်နေရဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့မှာနေကျွန်တော်ကလည်းဘာဖြစ်သွားလဲဆိုတော့ကဲငါတို့ဒီပြည်သူတွေတော့ဒီလိုဖြစ်နေပြီငါတို့လည်းဆန္ဒထွက်ပြမယ်ဆိုတော့အမှကျွန်တော်နှစ်ရက်နေကြတော့ကျွန်တော်ထွက်ပြထွက်ပြကျွန်တော်တို့အဲ့လိုမျိုးဒီပြိုက်တာအဖွဲ့နယ်ပဲအဖွဲ့နယ်သူတို့ဒီဟိုဗောဒီကျွန်တော်ဆန္ဒပြမယ်အဖွဲ့စည်းနေအဲ့လိုလိုက်ချိတ်ချိတ်ပြီးကျွန်တော်အဲ့လိုပူပေါင်းလိုက်ပြ ပြီးတော့အဲအဲ့လိုမျိုးပေါ့ကျွန်တော်ဒီဟွာလောက်ကြာသွားမယ်ထင်တယ်အဲ၄လလောက်လောက်ကြာမယ်၄လ၅လလောက်ကြာသွားပြီးတော့ကျွန်တော်အမပျောက်ပျောက်ကြားတပိတ်ဒီပေါ့အဲပျောက်ကြားတပိတ်ဒီအမစာတင်းတင်းလုံးမရတော့ဘူးအဲမရတော့ကိုပေါ့လျှို့ဝဲပြီးတော့ခြားကြတယ်ချိတ်ဆက်ကြတယ်ပေါ့နော်ချိတ်ဆက်ကြတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တွိုင်းတွိုင်းနဲ့နဲ့2021ဖြစ်သွားတာပေါ့ဟို2022ဖြစ်သွားတာပေါ့နှစ်ဖြစ်သွားတော့ကျွန်တော်အမဟိုပေါ်ပေါ်တင်းတင်းရလဲလုံးလို့မရတော့ဘူးအဲ့လိုမျိုးပေါ့တလောက်နှစ်ကြိမ်လောက်အဲ့လိုဆန္ဒတွေထွက်ပြထွက်ပြတော့ မလွတ်လက်အရင်လိုမလွတ်လက်တော့ဟိုနောက်ပြီးတော့လေကိုကအဲ့မှာမလွတ်လက်မလွတ်လက်တော့ဟိုကိုရဲ့ရက်ွက်ထဲမှာဆိုရင်ကိုကအဲ့မှာဟိုဒီဟိုဟောပေါ့လူမှုအကျိုးပြုလုပ်ငန်းတွေကလည်းကိုကလုပ်တော့နာမည်တော့နည်းနည်းတော့ထွက်ထွက်တာပေါ့အဲ့မှာကိုတီစားဘာဖြစ်တင်ညာဖြစ်တယ်လက်တော့ပေါ့ပေါ့အဲ့လိုမျိုးကြတော့ဆန္ဒပြောင်းလဲကိုကဥဆောင်ဥရွက်ပြပြီးတော့အဲ့မှာနာမည်ကကြီးလာကြီးနေပြီအဲ့သူကနာမည်ကြီးတဲ့လူတွေအဲ့မှာစပြီးလိုက်ဆွဲလာတယ်အဲ့တော့20နှစ်မှာလိုက်ဆွဲတော့ကျွန်တော်ဟို หนีรู้ไม่ย่าတော့ဗျာအမှန်တမ်းဆိုရင်တော့หนีรู้ไม่ย่าတော့ကျွန်တော်လာပါရှာတယ်อืมလာရှာရဆိုလို့တရင်ရလို့ရှိရင်ကျွန်တော်အမရုပ်ကွက်ဒီအုတ်ချုပ်ရည်မှုရုံးပါသူကအရင်ကဒီကျွန်တော် NLD ပေါ့ NLD ကအဲတယောက်ကသူကအမဟိုစီရေးလုပ်တယ်လေအဲသူကအကွေစားမာသူတို့ကြီးလာဖို့ရှိရနော်နည်းနည်းတင်ထားပြီဘာလို့အမကျွန်တော်ကလည်းနမဲထွက်လာတော့သူတို့ကလည်းကျွန်တော်ကိုရှောင်းရှင်းရှားကျင်စေချင်တယ်လေအဲ့နဲ့ကျွန်တော် ကျွန်တော်တို့ဘယ်မှမရှိအောင်ကျွန်တော်တို့မှအိနာအိနာရီချူခန်းအိနာပေါ့ဆော့တွန်းအပေါ်မှာကျွန်တော်ကလည်းကျွန်တော်တွက်ဖြစ်သွားတာပေါ့သိရအဲ့ပေါ်မှာအမိုးလေးနဲ့အရေကန်ပေါ်မှာအမိုးလေးဆက်လက်ပြင်ပေါ်မှာရေကန်ရေကန်ပေါ်မှာအမိုးလေးအမှကျွန်တော်အမှဟိုဟိုပြင်နေပေါ့ပြင်ထိုးတာပြီးလည်းပြသူတို့လာလဲလာကျွန်တော်အမှလာပြီဆိုရင်ကျွန်တော်အပ်ပေါ်တက်အိတ်တက်အိတ်ပြီးအမှလေကောင်းဆွဲတင်အပေါ်ဆွဲတင်အဲ့လိုတက်တက်အိတ်တော့နှစ်ကျင်သုံးကျင်ရှိပြီကျွန်တော်လာလာပြီးတော့လာရှာတာပေါ့မြင်းနေရတာ အဲကျွန်တော်မြင်နေရတယ်လေအဲ့လောက်ကျွန်တော်နှစ်ရက်သုံးရက်ကြီးအပ်ပေါ်မှာနေနေရတာတေတရားရနေတိုင်းလာလာပြီးကျွန်တော်လာရှာဩလာရှာတော့ဟိုကျွန်တော်အဲ့ရနေအတန်လည်းမထွက်ရဲဘူးဒီတိုင်းပဲနေထမင်းထမင်းတုတ်တော်မှာအဲ့ဟိုနောက်ဖေးပေါက်ကနေလေကျွန်တော်မဒုတ်လေးနဲ့လှမ်းပြီးတော့အဲ့လိုလှမ်းလှမ်းပြီးတော့ထုတ်လှမ်းပြီးရကျွန်တော်အမှဟိုအဲ့လိုမျိုးကျွန်တော်နေရတဲ့အခါမှာကိုကမလုံးညုံတော့ကျွန်တော်တော့ပြကြတယ်ကျွန်တော်စဉ်းစားလာတာငါတို့သူတို့လက်ထက်မှာထူထောင်ခံပြီးတော့ငါအသေးမခံနိုင်ဘူးအဲအဲ အဲ့တော့ငါယူချင်မှုတခုတော့ရှိပြီငါလွံ့မြောက်နေကိုငါနေမီကိုငါရောက်သွားမယ်ဟုတ်อืมသွားမယ်ဆိုရင်အမလိုက်ချိတ်တာလိုက်ချိတ်ရင်လည်းဟိုးဒီအညာဘက်ကရောလိုက်ချိတ်တယ်ဒါပေမဲ့လိုက်ချိတ်တာအဆင်မပြေဘူးဘယ်သူမှလည်းစားဝင်မကြည့်ဘူးဝင်မကြည့်ဘူးအဲ့ဒီကျက်စစ်ဆိုကြဆိုပြီးတော့အမဒီဆရာဆွေလိုက်လွင်တဲ့ဟာကိုကျွန်တော်တက်တွေ့တက်တွေ့တော့အမဒီပေ့ကိုပဲအဲ့လိုမျိုးတက်လျှောက်လိုက်တာပေါ့တက်လျှောက်လိုက်တော့ချက်ချင်းပဲကျွန်တော်စပြန်တယ်ဘယ်ပိုင်းပြန်အပြန်တော့ကျွန်တော် ဟိုရှင်းတော့ပေါ့တပုန်ဒီပိုင်းညာရိုက်ပေါ့အဲ့ရနေဟောအချက်လက်လေးယူရပေါ့အချက်လက်လေးယူရပေါ့ယူပြီးတော့မှကျွန်တော်ဒီတန်းတစ်ဖွဲရောက်လာရောက်လာတဲ့အချိန်မှာလည်းဒီတန်းတစ်ဖွဲအဲ့လောက်တိအာမကောင်းသေးဘူးဗျာတန်းတစ်ဖွဲအာမကောင်းသေးဘူးအဲရောက်ရောက်ရောက်ချင်းပဲဟိုအရင်ရောက်ချင်းတော့ကျွန်တော်ပြပြအောင်အဲ့ရနေထွက်တာတော့မှအိမ်မှာကျွန်တော်ဆိုင်ငယ်ဟိုဟာယမဟာဘိန်းကြီးအဲ့လိုမျိုးကျွန်တော်လည်းကားသမောက်ဖုံးချိတ်ထားတယ်လမ်းထိပ်မှာ ਉਹ အမှနှစ်နာရီရောင်းအောင်ဆောက်ဒီကနေ့ကျွန်တော်အိမ်ကနေလမ်းထိပ်ကိုထွက်ခဲ့မယ် ဆိုပြီးအဲ့လိုယမားနဲ့အဲ့မောင်မောင်းပြီးတော့အတိတယောက်အထားခဲ့အဲ့ညာကားနဲ့ကျွန်တော်ဟိုနေ့ကိုဒီအောင်မင်္ဂလာဝေးပြေးကိုပြေးရတာပေါ့ပြေးပြီးမနက်မိုးလင်းအဲ့အစောဆုံးထွက်တဲ့ကားကိုကျွန်တော်ကတခါတည်းချိန်တယ်အဲ့အောင်မင်္ဂလာဝေးပြေးဝင်မှာမှလက်ခွေးဆိုင်မှာနှစ်နိုင်လောက်တော့ထိုင်ရတာပေါ့နှစ်နိုင်လောက်ထိုင်နေထိုင်မိုးကလည်းဝီလီဝင်းလင်းဖြစ်တော့အမကားလည်းတန်းထွက်တန်းထွက်တော့ကျွန်တော်အမရောက်ချလာလမ်းမှာဂိတ်ကြီးကစစ်စစ်တော့ကျွန်တော်တို့တော့ပြီးကွာလို့ဟိုမှာမမိရွေးနဲ့ဒီမှာလာမင်းတော့သေပြီလို့ အဲ့လိုမျိုးပေါ့စိတ်ကလည်းတထင်းနေပေါ့ဒီအနေကြမှာအဲဒီဖန်တရားကြော်တော့မှစိတ်ကတော်တော်ကြီးရှော့ချပါဘာဟာငါဒါနဲ့လွတ်သွားပြီပေါ့ဗျာအဲ့လိုမျိုးပေါ့ပြီးလည်းရောဟိုကုကုချက်ကကျွန်တော်စီဖုံးလန်းဆက်ဟိုကုရီစာအဲ့မှာအိတ်လိုက်တ냐အိတ်လိုက်မနေ့ကညရင်လာခေါ်လိုက်မယ်အင်းအဲ့လားတူရတာပြောတာဒါပေမဲ့ကို့ကိုဒီမှာမနေရဘူးပြင်တနက်ကတပြင်းပြင်းနေဆိုပြီးတော့အဲ့တော့သူလည်းအတူတူအေးရ ပူကြောက်တာပေါ့တော်ကြခုလဲလိမလားဘာလုပ်မလဲတော့မသိဘူးဘယ်တော့အဲ့ဒီကိုကျွန်တော်ကြောက်ကြောက်တာပေါ့ဒီခါမှလည်းအတွေ့အကြုံမရှိဘူးတော့အဲ့မင်းငင်းကျတော့လာခေါ်တယ်လာခေါ်ပြီးအဲစကန်ကုန်းကိုရောက်တယ်ရောက်တာနဲ့ကျွန်တော်စပင်လောက်လို့ရှိတယ်ကျွန်တော်စပင်အရှိနေအော်ရောကာပေါ့အဲအဲ့မှာစပင်အရှိနေကျွန်တော်ကစကန်ကုန်းကိုရောက်ရောက်ချင်းပဲကျွန်တော်ကဟိုဒီအမှတ်တမ်းယူတာပေါ့အမှတ်တမ်းနေယူတယ်အဲယူပြီးတော့ကျွန်တော်ဒီမျိုးကော်တူးလေးထိုးပလိုက် အဲ့မှလည်းထိုးပလိုက်အဲ့မှလည်းတခါထိုးပလိုက်ထိုးပလိုက်ပြီးအဲ့တည့်ရပဲหนีလိုက်ရတယ်နောက်နောက်မနေ့ကျတော့ကျွန်တော်တင်းနှံတွတ်တက်ဟုတ်ဟုတ်ကျွန်တော်တော့ဒီဟာလိုမျိုးဒီအလူးလေးလိုမဆောင်ရဘူးဟုတ်ဟုတ်ကျွန်တော်တော့ကန်ကောင်းတယ်ပေါ့တည့်ရအမှတည့်ရပဲဆောင်လိုက်ရတယ်နောက်ရက်ကျတော့ကျွန်တော်ဒီမှာတင်းနှံလာတက်တာပေါ့လာတက်အခက်ခဲရလဲတော်တော် ခက်ခဲတယ်မိုးလင်းပက်ကြီး၈လပိုင်းဆိုတော့တော်တော်ခက်ခဲလမ်းလျှောက်ရတယ်လမ်းလျှောက်ရတယ်တင်းနှံတွတ်တက်မဲ့နေရကျွန်တော်တို့ဒီစကန်းကုန်းနဲ့တင်းနှံတွတ်တက်မဲ့နေရက တကယ်အပြည့်ဝလမ်းလျှောက်ရင်၄ရက်လမ်းလျှောက်ရတယ်။ဒါပေမဲ့9ရက်အထိကျွန်တော်တို့ဟိုအဆင်မပြေလို့ပေါ့အဆင်မပြေလို့ဟိုလမ်းမှာညာအေးရတာတွေအဲတထောင်နားရတာတွေတိုက်ပွဲတွေဖြစ်လို့အဲ့လိုနားရတာတွေအဲ့လိုတွေရှိရပါဘူး။တော့တတကလည်းလက်ထက်မရှိသေးဘူး။တရားလည်းမတရားသေးဘူး။တရားသေးဘူး။လမ်းမှာရေးအဲ့လောက်ပြောပြအောင်ပဲကျွန်တော်အာရှလမ်းကူးတာလေ။အာရှလမ်းကူးတော့အဲ့လိုမျိုးကိုယ်လည်းဒီစီအကြောင်းဆိုဘာမှမနားမလဲတော့ဘူး။ ဟိုညပိုင်းဆိုလို့ရှိရင်အဲ့လိုတယောက်နဲ့တယောက်လက်တကန်းလက်တကန်းလိုကန်ကန်ပြီးသွားရတာလေမှောင်ရရင်လည်းမှောင်မဲနေတော့အရှာလန်းကိုဖြတ်တော့မယ့်အချိန်မှာကားအမိကကားတစ်စီးကလူဖြတ်လာဝဝဝဝဆိုကိုလည်းဝစ်လာကိုပြားနေရပဲခေါင်းတော်မဖော်နိုင်အဲ့လိုမျိုးလည်းပြလက်ပြောကားလဲကြော်လဲကြော်တော်မယ်တော်မယ်တော်မယ်ဆိုတော့ကျွန်တော်ရှိရကောင်ဗျုံးနေသူကုန်းထားပြီးတော့ပြေးရပြေးတော့ကိုကမောင်းမင်းနေတော့ဘယ်ပြေးလို့ဖြစ်ရမသိဘူးလမ်းလည်းကောင်မသိတော့ ဟေးအောင်ဟေးအောင်နေဟေးအောင်နေအမမတော့ကူကြံနေခဲ့ပါစေနဲ့အဲ့နဲ့ရှီရတယောက်ကဆောင်းဆောင်းတော့အမတော်တော်တော့မလန်းနေနေကြယ်ဗျမိုးရိပ်မဲ့ဆိုဟိုရေအိုင်လေးဒီပိုင်းညာကြီးရှိအဲ့ပါကျွန်တော်တို့လာပြီးတော့အဲကတ်တရလန်းဘတ်ချမ်းမှာလာပြီးတော့ဒီဟိုကင်မုံလာယူပေးတဲ့အဖွဲရှိအဲ့အဖွဲကကျွန်တော်တို့လည်းပြီးလဲပြီးတော့ကျွန်တော်နောက်ကနေသူတို့ကလိုက်လာအဲ့တော့ကိုရီးယားကတော့သွားတာပေါ့ရှေ့မှာလည်းလမ်းပြပါလေ ွားတော့နောက်ကအဲ့သူတို့ဖွဲနေရပဲအဲ့ဒီအဲ့ဒီဟိုပေါ့ can you ဟိုပေါ့ can လေးဒီစစ်သားအဲ့ဒီတယောက်ကသူဆိုင်ငယ်မောင်းကြီးနောက်ကနေလိုက်တာကျွန်တော်တို့တည်းကတယောက်ကဘာပြောလိုက်လဲမသိဘူးဟာလေငါတို့ငါတို့သတင်းရောက်ပါပြီလားမသိဘူးလေဟောဆိုင်ငယ်ကြီးဆိုင်ငယ်ကြီးနဲ့လာပြီသူပြေးပြေးပြေးဆိုပြေးတာမကျုံလို့လည်းကောင်းတူလက်ကွင်းနဲ့ပြုတ်ကြတဲ့ကောင်းပြုတ်ကြတကယ်အဲ့တော့အမှတ်တရပါဘူး တကယ်ဘယ်သူကဘာမှလည်းမသိဘာမှလည်းမသိလောကတိုက်မယ်ဆိုတဲ့စိတ်တစ်ခုနဲ့ရောက်လာတာဟုတ်တယ်ဟုတ်တယ်ဘယ်ဖွဲ့ကဘာမှလည်းမသိဘာမှလည်းမသိဘူးအဲ့လိုမျိုးပေါ့တင်တန်းလည်းအဲ့လိုမျိုးရောက်ပြီးတင်တန်းနေလိုတက်တာပေါ့တင်တန်းတက်တာကြောင့်ကျွန်တော်ကျတော့ဟွာလောက်ကြာပါမယ်လေးလကျော်လောက်ကြာပါမယ်ဟောလောကအပြည့်အပြည့်ပေါ့လေးလကျော်ဟိုတကယ်အပြင်းကြီးပါဆိုရင်တော့တင်တန်းကြီးပဲလေလာကြော်တော့တက်လေရတယ်။ဟိုဒီ59ရက်လောက်ကတော့ကျွန်တော်တင်တန်းဆင်းတာနဲ့ဒီတော်ရင်နေထိုင်မှုနဲ့ဆိုတော့ငါးနာဖြစ်သွားတာပေါ့။ ဖြစ်သွားပြီးပြန်လဲလာပြန်ဒီကနေတင်တန်းဆင်းတင်တန်းမှာတော့တော်ခက်ခဲတာပေါ့တင်တန်းဆိုတော့ကိုလည်းအခုအခုတင်တန်းလည်းတက်ခဲ့ပြီးွားကြီးအခုလည်းတင်တန်းဆရာလည်းလုံနေဆိုတော့တင်တန်းအခက်ခဲမှုဘောင်းဆောင်ကိုကကြုံလဲကြုံတွေ့လာပြီးွားကြီးဖြတ်လဲဖြတ်တန်းခဲ့ပြီးွားကြီးဆိုတော့ဟိုဒါတော့တိတ်တော့မပြောတော့ဘူးကိုခံစားပြီးွားပြီဆိုတော့အင်းအင်းတော်တော်လေးပြင်ပန်းပါတယ်အင်းအဲ့တင်တန်းအဲ့လိုပြင်ပန်းတဲ့ချိန်ဆို အဲ့အိမ်ကိုသတိရတာဟာသတိရတော့ဗောပဲပြောကောင်းလိမ့်မယ်ကိုငဲ့အိမ်ပြန်ကျင်တဲ့အဲစိတ်လေးထိမ့်မရဘူးဆိုတာအဲ့မှာအဲ့မှာသွားစားနည်းနည်းလေးပြင်မနာနဲ့ပြင်မနာနဲ့အလားပဲအဲပြီးဆိုလို့ရှိရင်တယောက်တည်းဗောတင်းနှဲအဲ့လိုမနဲ့မိုးနှင်းဆိုကျွန်တော်က၄နာရီထားရတော့တင်းနှဲမှဆို၄နာရီထားတယ်အဲ၄နာရီထားတယ်ပြီးရင်အဲ၄ခွဲအဲ၄ခွဲဆိုကျွန်တော်ကတန်းစီတယ်၅နာရီဆိုရင် PD စပြီး PD စပြီးရဘယ်ချိန်ကြီးပြရလဲဆိုတော့ကွင်းရလည်းအကြီးကြီးပဲ ကျွန်တော်ယူကြည့်တာ heavy heavy ပဲအဲ့လိုက်ယူကျွန်တော်ကမနေ့9နာရီပြီးရတယ်ဟုတ်9နာရီရန်နေမနေ့9နာရီဟုတ်တပတ်ကိုဟိုဟာ2မိနစ်အနာပေးတယ်ဟုတ်အဲ့လိုကျွန်တော်စံချိန်တင်ထားတယ်ဒါပေမဲ့အကွင်းယူကိုကိုဘက်နဲ့စံချိန်တင်ထားတယ်ဩအဲ့လိုမျိုးဟိုကျွန်တော်ဒီလိုမျိုးအဲ့လိုမျိုးအဲမနက်ပိုင်းအဲ့လိုမျိုး PD တွေဘာညာပြီးွားရင်စီးပြစီးပြရတော့တော်တော်စိတ်ကြီးဖို့ကောင်းတယ်စီးပြမှာသူဒီတမျိုးမရမချင်းကိုလုံနေရတာလုံနေရဟာငါ့ကိုလည်းရနေပြီ ဟိုဘာဖြစ်လို့ဒါကြီးပဲထက်ခါထက်ခါတင်နေလဲပေါ့နောက်ပိုင်းကျမှဘာကြောင့်တင်ရတယ်ဆိုတော့ကိုသိတာရွယ်ချက်လေးရွယ်ချက်လေးတွေပေါ့ဟိုတခုချင်းစီတိုင်းမတူရွယ်ချက်လေးတွေကတူပပလာတော့ဩကိုလည်းတင်တန်းလဲပြီးလဲပြီးတော့ကိုတက်ခဲ့တဲ့အရာတွေကဘာကြီးလဲဆိုကိုသိတာအဲ့လိုပေါ့အဲ့လိုတနေကုန်လွန်စီးပြတွေဘာညာတွေအကုန်ပြီးသွားပြီဆိုရင်အမှသွားပြီဟိုအဲ့မှာကျွန်တော်ကြတော့ဝဲတောက်လို့ရတယ်ကော်ဖီတွေပါတယ်ကော်ဖီတွေတစ်ခွက်အဲ့လို လူလေးထိုင်လာကြီးကိုလူမျိုးကြည့်ဟာလမ်းလိုက်တာဘောကပြငါပင်မမှုပင်မမှုတွေကအကျိုးမြန်တက်ရောက်မလားဗောတင်မလားကျူးတက်ရောက်မလားဗောဒါမှမဟုတ်လဲငါတို့တွန်လိုင်းကြီးကအတွန်းမြန်ရှင်နေဦးမှာလားဗောဆိုတော့အဲ့လားစိတ်ကလေအဲ့တင်တန်းမာတွေကဟိုစိတ်ကကိုကိုယုံကြည်မှုမပေးနိုင်သေးဘူးဗျာတင်မလားယုံကြည်မှုမပေးနိုင်ငါဒီတော့လာလာဝင်တာတင်းတိုင်းလည်းအခုငါတက်နေဒါပေမဲ့ငါယုံကြည်မှုကဘာကြီးလဲဟုတ်တယ်မလားအစကအစလောက်ခါစားဆိုတော့နော် ဲ့လိုခက်ခဲပင်ပန်းနေတော့ကိုယ့်ကိုယုံကြည်မှုတွေလည်းပျောက်ဆုံးတယ်တကယ်တမ်းပျောက်ဆုံးတယ်ကိုယ်အိမ်မြင်နေတာပဲသိတယ်အိမ်ရလဲအိမ်ဝင်လဲလွှမ်းနေနေတာသိရအဲ့ဒါအဲ့စိတ်တွေနဲ့ဖိစီးမှုပေါ့အဓိကတော့ကျွန်တော်ဒီတိုးတဲ့လာမယ်ဆိုလို့ရှိရင်ဒီလူမျိုးနယ်မြေလာမယ်ကျွန်တော်ဒီအဖွဲ့စည်းနယ်ပူပေါက်မယ်ဒီအန်နာရှင်စနစ်ကိုကျွန်တော်ဖြိုဖျက်မယ်ဆိုလို့ရှိရင်အဲ့လိုစိတ်တွေကိုဖယ်ရမှာအဲ့လိုစိတ်တွေဖယ်မှာကျွန်တော်ရှိကိုသွားမဲ့ခြေလန်းနေရမှန်လာမှာမဟုတ်လို့ရှိရင်ရှိလာမှာနော်ဟုတ်တယ် အဲ့လိုမျိုးပေါ့ဟိုညပိုင်းလေးဆိုအဲ့လိုမျိုးကိုကိုလွမ်းနေဆွေးနေတချင်းလေးအော်ဆူဂျင်ဆူလိုက်တယ်ပေါ့အဲတင်းတန်းနေလဲပြီးတော့အဲ့မှာစကန်းကုန်းလဲပြန်လဲရောက်တော့အဲရောက်တော့ဆရာကြီးကလည်းတော်တော်ဟောဖြစ်တယ်ကျွန်တော်တို့တော်တော်ချစ်တာနှစ်ရပဲပြီးနာတယ်ရှီတန်းတန်းလွတ်တာရှီတန်းတန်းလွတ်တော့အဲ့လိုမျိုးပေါ့တနင်္လာဒီကိုတနင်္လာဒီကိုကျွန်တော်တပတ်နေတယ်နောက်တနင်္လာတပတ်နေတယ် အဲနောက်တနည်းအောင်တပတ်နေတယ်ပေါ့ကျွန်တော်တို့ဆိုရင်ဒါဟိုကောင်းမှုဂွင်နေပေါ့အင်းကောင်းမှုဂွင်နေမှာဆိုရင်လည်းအဲ့လိုဟိုတပတ်စီတပတ်စီနေတယ်နောက်ဆုံးကျတော့ကျွန်တော်အောက်ဘူးထဲရောက်သွားအင်းအောက်ဘူးထဲရောက်သွားတော့အောက်ဘူးထဲမှာအောက်ဘူးထဲရဲ့ဒီဟိုနင်းဟိုနင်း gate ကို BGS gate ကိုက BGS scan ပေါ့ BGS scan ကိုကျွန်တော်တင်ထားတယ်မကြသေးဘူးမကြသေးဘူးဆိုတော့အဲ့မှာကျွန်တော်ကဟိုဒီလိုမျိုးကျွန်တော်တို့ဟိုပြောင်းရွှေ့ပေါ့ဒီဒီတက်မှာသူကတပတ်လောက်ဒီအချင်းပြောင်းအချင်းပြောင်းတော့ ဲ့မှာကျွန်တော်အမှတပတ်သွတ်ထိုင်ဒါပေမဲ့ကျွန်တော်သွတ်ထိုင်နေခောက်ကြံမှာတပတ်မဟုတ်ဘူးသူကနှစ်ပတ်ကျော်သုံးပတ်နီးပါးလောက်ဖြစ်သွားတယ်အဲ့မှာညာဘက်ဆိုဘာလုပ်ရလဲညာဘက်ဆိုကြီကိုစတက်ပိုင်းထိုးတာအင်းအတင်းထိုးရတယ်ဟိုစိတ်တော့မပိတ်ရဲဘူးအဲဟိုလူကျွန်တော်ဆိုဂွာလေးနှစ်ချောင်းလောက်တာလေအဲ့ပေါ်မှာတင်တင်ပြီးတော့ကျွန်တော်ဆိုဘတ်ဒီဘတ်တို့ဟဲမတ်တို့ဆိုလို့ရှိရင်ဘတ်ကိုတော့မှကျွန်တော်အဲ့လိုချိန်ထားလို့ရှိရင်အရင်နဲ့လက်လက်ရှုပ်လို့ရအောင်လက်ရှုပ်လို့ရအောင်တခါလဲကျွန်တော်စင်လာတာ ြောမရဘူးကျွန်တော်တို့အဲ့ဖုံးရောင်းရဲ့နောက်မှာသူကတောင်ကုန်းရှိတယ်တောင်ကုန်းကနေကျွန်တော်တို့ဒီကင်းယူထားတဲ့နေရာကိုသူကလှမ်းမြင်ရတယ်ကျွန်တော်စနိုက်ပါနဲ့ထောက်မှကြောက်တယ်အဲ့နေအဲ့လိုမျိုးပေါ့ညတိုင်းညတိုင်းအဲ့လိုမျိုးဖြတ်တန်းကင်းလဲဆောင်းရတယ်ဖြတ်လဲဖြတ်တန်းရတယ်ဟိုအရင်လဲနေပိုင်းဆိုရင်တော့သူကအေးတော့ကောင်းအောင်အေးရတယ်ညပိုင်းမှာဆိုရင်တိတ်မအေးရအောင်ညပိုင်းမှာဆိုသူတို့ထိုးလာမှာဆိုလို့ဘာလို့သူကစမ်းကြောင်းကနေသူကထိုးလာတတ်တယ်ဗျအဲ့ကြောင့်ညပိုင်းဆိုကျွန်တော်တို့အကြီးထိုးရတယ်စိတ်တော့မပေးရဘူး အဲ့လိုမျိုးအထီတော်နေရတယ်ဆိုတော့သုံးဘက်နားလောက်လည်းကြာလဲကြအောင်ဆရာဆွေကကျုံလာခေါ်လာခေါ်တော့မောင်ပြီးစားတယ်အုတ်ဆရာလို့မင်းနဲ့တနန်းပြမယ်အားဆရာကျွန်တော်မပြောင်းလို့ကျွန်တော်တက်ခိုက်ကျွန်တော်ဝါသနာပါလားလို့မရဘူးတဲ့ဆရာကျွန်တော်မပြောင်းတော့ပြောပြီးတော့ဟွဲနဲ့ထွက်သွားမောင်ပြီးစားလာအောင်တဲ့တက်ခွမှုမိန်ပေးနေတယ်တဲ့သွားတယ်အခုထုတ်ဘူးပြတ်ပြင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ဲ့ရနေဟာလည်းပြန်ပြောလို့ပြဟာလည်းပြန်ပြောလို့လည်းမရဘူးပြောရင်လည်းအဲဒါမဲ့ကျွန်တော်ပြောတယ်သူ့ကိုဂရီတခုတောင်းနေတယ်ဆရာဆရာလို့ကျွန်တော်တပတ်စင်နဲ့ပြမှာနော်အေးပြီးရပြီးရတဲ့ဒါပေမဲ့ပြပြီးမှရင်တော့တဲ့ရှည်တန်းပြန်လိုက်ပေါ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အင်းအဲ့အဲ့တပတ်အဲပြောက်ဖို့အတွက်သူနဲ့အတူတူပေါ့ဟိုကားလိုက်စီးလာပြီးလိုက်ပြီးရဆရာဂုံးဂုံးတက်တကုံးလေးရောက်နေကြပါဦးဆရာကုန်းမှုတော့ကျွန်တော်လည်းကမ်းမောင်းတက်တယ်လေကုန်းမှုတော့မောင်နေစားတယ်ကမ်းမောင်းတက်လာတယ်ဟုတ်ကဲ့မောင်းတက်တယ်အမောင်းချလာ ဟိုအမဝင်းဝင်းဝင်ခွေလေရောက်လေရောက်ကောကျွန်တော်ကတော့ပန်းခွေရပါကျွန်တော်ပန်းခွေတော့သူကနည်းနည်းလေးညင်သွားညင်သွားတော့ကျွန်တော်ဘာပြောမော်ဒီဇာလည်းအဲ့လိုမခွေနဲ့လေတဲ့အဲမခွေနဲ့လေတဲ့အမမတော့ကားတွေကခဏတိုင်းပြက်နေရောပြက်နေတော့သူကရမေရှားခြင်းနေရဆရာအဲ့လိုမခွေနဲ့လေဟုတ်ကဲ့ဟုတ်ကဲ့ပြီးလိုက်ပြီးတော့အဲ့ကျွန်တော်စကန်ကုန်းမို့ရောက်တယ်ရောက်တော့အဲ့လိုတင်တန်းကြီးရတယ်ပတ်သက်ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့ဒီကတကူတွေဇွဲရတာပေါ့အဲ့ အဲဆွဲရရဆွဲပြီးတော့အမှအဲဒီ justice ဆိုကြနေပို့ချတယ်အပစင်လေးကိုကျွန်တော်ကစပြီးကင်တာအဲကင်ပြီးတော့ပြပြီးတော့ပစင်လေးမှလည်းအဲလိုတင်တဲ့နေလေပြီးွားရောတင်ပစင်လေးတင်တဲ့ပြီးွားတော့ကျွန်တော်ကရှိရှိကိုသွားတာရှိသွားပြီးကျွန်တော်တိုက်ပွဲအတွေ့အကြုံတွေလိုက်ယူတာပေါ့အဲမှာဟိုဟိုအနင်းပွဲတွေပေါ့စင်ကုန်းပွဲတို့တောင်ကြားပွဲတို့ဟိုမှာအနင်းပွဲတွေအဲလိုမျိုးအတွေ့အကြုံတွေလိုက်ယူတာလိုက်ယူကိုယ်ကလည်းအဲရှိတဲ့အတွေ့အကြုံတွေလိုက်ယူမှလည်း နောက်တန်းမှာကွာတင်းနှံပြတဲ့ခါမှာရှင်ရဲ့အတွေ့အကြုံတွေပါညာသူတို့ sharing ကျွန်တော်ပြန်လုပ်လို့ရအောင်ဟုတ်ဟုတ်ကိုယ်တိုင်လည်းဟိုအမြအပြီးဝိုင်းမို့တာတော့နည်းနည်းလေးတော့ပြည့်တယ်ဆိုရင်ဟုတ်တယ်ဒါသူတို့ share ပြရမယ်သူဖြစ်နေပြီလေဟုတ်တယ်အဲ့လိုဖြစ်တော့ဒါပေမဲ့ဆရာဆရာကျွန်တော်ကဂရိတောင်းထားတာကျွန်တော်တပတ်စင်တယ်လို့ပြောတာကျွန်တော်အမှာပေါ့ဟိုပြပင်မှာအဲ့လိုထမင်းကျွန်တော်ကထမင်းချက်ကိုယ်တိုင်ချက်ရတာဟောကိုယ်တိုင်ချက်တယ်ကိုယ်တိုင်ရှာဖွေစားတော့ရတာဆိုချက်လက်ချက်ရောမနေ့ပိုင်းစင်နိုင်လို့ရှိမယ် ဆယ်နိုင်လောက်ရှိမယ်ဟိုပါပေါ့အဲကျွန်တော်တောင်တောင်ကြားပွဲမဟုတ်ဘူးခင်းတို့ကျွန်တော်တို့စီမန်းလန်းကကျွန်တော်တို့နင်းဗာလေရေရေလိုင်းငန်းလားမသိဘူးအဲ့လိုင်းငန်းကိုကျွန်တော်ကနောက်နေ့နောက်ရက်စဝင်ပြတ်တော့မှာကျွန်တော်လည်းသိထားပြီးသားကျွန်တော်အမအားတက်နေဟိုကျုံးမယ်ပေါ့ကျုံးမယ်ပေါ့ကျုံးမယ်ပေါ့ဆိုပြီးလေပြီးရောဆက်ဆက်အမဟိုလောက်ရှိမယ်9နိုင်လောက်လေကြောင်းမောင်နီစားခုကုန်းကိုချက်ချင်းတက်ခဲ့တယ်အထုပ်ပိုးတွေနေတယ်တနက်တနက်ဒီပါယူခဲ့တယ်ဟာသွားပြီ ဘာလို့မသိဘူးဘာဘာလို့ငါလည်းအပြည့်လည်းမလုပ်ထားဘူးပေါ့ကြာခွန်ရောက်ရင်တော့အဲ့ဒါရင်စဉ်းစားတာအဲကျွန်တော်တော့ဘာမှမသိတော့ငါလည်းအပြည့်မလုပ်ထားပါဘူးရှေ့တန်းမှာပေါ့ကြာငါတော့အကြီးခံတော့မလားမသိဘူးပေါ့အဲ့လိုစဉ်းစားပြီးလည်းပြောကွာတော့ဂုံးပေါ်တက်လာစကန်လည်းရောက်ဟောဟောဟောဆိုင်မောင်စားလည်းအထုပ်ပိုးတွေချတယ်ဟုတ်ကဲ့ဆရာမောင်စားလည်းပတ်စင်ကောင်ပြရမယ်ဟာဆရာလည်းလုပ်ပြအောင်ဘာပြစ်စင်ညာပြတယ်ပြ အဲ့ဒီဟိုဆရာသမီးနဲ့လူမျိုးစကားတော့မနဲ့ပြောရင်တော့ဆရာသမီးနဲ့ကျွန်တော်တိတ်မတည့်ဘူးမတည့်ဘူးမတည့်ဘူးဆိုတော့သူကားနဲ့ပတ်သက်ပြီးတော့မတည့်ဘူးခိုက်ကြရင်တော့ကျွန်တော်အဲ့ဒီမျိုးအတီးကြီးလိုလိုအနေနောက်လိုလိုနဲ့အဲ့လိုမျိုးပြောရတော့ကျွန်တော်လည်းကိုယ်လည်းငွေရည်မဟုတ်မခံအဲအကောင်လည်းကြာတော့အဲ့လိုမျိုးကြာတော့ဆရာကုစပြင်မယ်လေအဲကုစိတ်တော့မရဘူးမစားနဲ့အဲ့လိုမျိုးကစားနဲ့စိတ်ဆိုးတာကျွန်တော်အဲ့လိုဆရာသမီးနဲ့လိုက်တော့လိုက်ပါပြီးတော့အပတ်စဉ်ကလည်းပြီးလဲပြီးတော့ ပစင်ကလည်းပြီးလဲပြီးတော့အဲ့လိုမျိုးပဲတခါကျွန်တော်ရှည်တန်းပြန်လိုက်ရတယ်။ကဲမထူတော့ဘူးလို့ဆရာကလည်းမပြောတော့ဘူးပေါ့။သူကလည်းဒီမှာပြမယ်။လူကလည်းဟိုဒီအကူကလည်းမရှိဘူးပေါ့။မရှိဘူးဆိုကဲငါလည်းမပြောတော့ဘူးဒီမှာငါနဲ့ငါနဲ့လည်းဒါလည်းဟိုအဆင်ပြေနေပြီဆိုတော့လည်းငါလည်းမပြောတော့ဘူးပေါ့ဆရာက။အဲ့လိုမျိုးကနေကျွန်တော်ရှည်တန်းနေလိုက်တယ်။အဲ့ဒီဟိုပေါ့ concrete ဒီမြို့ထဲဝင်ပစ်တဲ့ပွဲတွေဆိုရင်လည်းကျွန်တော်နှစ်ပွဲလောက်တော့ရှိတယ်။အဲစင်ကုန်းပွဲတွေရောကျွန်တော်သွားတယ်ပေါ့။အင်း။အဲနှစ်ပွဲမှလည်းအဲ့တိုင်းပဲဟိုဟောပေါ့ ျွန်တော်ပထမဆုံးဝင်ပစ်တာဝင်ဝင်ပစ်တော့ကျွန်တော်တို့ဒီကော့ဂရိတ်ဟိုပါပေါ့အဲကောက်ကွင်းနာဒီလိုင်းငန်းဟိုဆိုင်ငန်းနေရှိတယ်ကျွန်တော်တို့ကဒီဟနေ့ကနေဟိုလီဒါကနေကျွန်တော်တက်တာလီဒါကနေတက်ပြီးတော့အဲလီဒါကနေအဲဟိုနေကိုကောက်ကွင်းလန်းကိုကျွန်တော်ကဖြတ်တာဖြတ်တော့အဆင်းဆင်းနဲ့ကျွန်တော်ကင်းနေကင်းနေချကင်းနေကင်းနေချပြီးတော့အဲ့ပန်းညံဒေါင်ကွင်းလေးရောက်နေရောက်တော့အဲကျွန်တော်ဒီမှာဂျူဂျူသားလေဂျူသားဂျူသားဂျူသားလှမ်းပြီးတော့အခွေကျော်ကို ဒီခွေးကိုသူကလှမ်းလက်တက်လက်တော့အဲ့မှာဟိုစစ်သားတယောက်ကဖြက်ဖြက်ဝင်သွားတာဟာတော့ဟိုမှာတော့ဟိုမှာခွေး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 ကောင်ခွေးကောင်လည်းဆိုကျွန်တော်အောက်ကိုငုံကြည့်ရကျွန်တော်ရှိမှာကားစီးရှိအောက်ကိုငုံကြည့်တော့တွေ့လဲတွေ့ရောကျွန်တော်ကအောက်ကနေလှမ်းပစ်တာဒင်းဒင်းနေပေါ့ဗျာဒင်းဒင်းလှမ်းဆွဲတော့လှမ်းဆွဲတော့သူ့အရာမှာလူက၂ယောက်၃ယောက်ထွက်လာအခွေးကြီးကနှစ်ကောင်၃ကောင်တော့ထွက်လာတော့ထွက်လာတော့ကျွန်တော်ကလည်းဒီမှာတောင်ခွေးဆိုတော့ဒီဘက်တောင်းတယ်ဟိုဘက်တောင်းတယ်အဲ့လိုလှမ်းပြီးတော့ strike ပြစ်တာပေါ့ပြင်မလားအဲ့ဒီပြစ်တဲ့အချိန်မှာသူတို့ကရှေ့ကိုတိုးလာတိုးလာတော့ကျွန်တော်လည်းအမှနောက်ဆုံးမလို့လှုပ်တာဂျူသားကျွန်တော်တောင်ဝေးကနေလှမ်းပြစ်တာလှမ်းပြစ်တာဆိုတော့ကျွန်တော်ဘေးနားနေကြည့်အောင်ရွှိရွှိရွှိကျွန်တော်လှမ်းနေကြည့်လို့ကျွန်တော်နောက်မှာနောက်မှာဂျူသားဖြစ်နေတော့ဟာကျူသားရာဘယ်လိုလုပ်တာလဲကိုအသေးတွေပါရောရောင်းဘေးပါကိုပြေးကက်လိုက်ရတယ်ပြေးကက်ကျွန်တော်တောင်ဂျူကနေကျွန်တော်နောက်ပြန်ဆုတ်အဲ့နဲ့ အဖိုးတယောက်ရှိတယ်မှာကျွန်တော်နဲ့အတူတူပေါ့သူကတော့ဥဆောင်တာပေါ့အဖိုးကငါတို့ပြန်ဆုံးမယ်ပြန်ဆုံးမယ်နဲ့နေရာပြန်ယူနေရာပြန်ယူဆိုတော့အမှကျွန်တော်ကတယောက်ကိုထောက်တယ်အဲတယောက်ထောက်တယ်တယောက်ဆုပ်တယ်တယောက်ထောက်တယ်တယောက်ဆုပ်တယ်ဖားကွန်စနစ်နဲ့ဆုပ်ဖားကွန်စနစ်နဲ့ကျွန်တော်အမှဆုပ်ဆုပ်ပြီးတော့နေရာယူတော့အဆိုင်ငန်းမှာဆိုင်ငန်းမှာအဲကျွန်တော်နေနေလဲရတာပေါ့အပင်းကြီးကလည်းဆိုင်ငန်းအပင်းရှေ့မှာလည်းအပင်းကြီးလည်းကြီးဒီလိုမျိုးပင်းရှိရအပင်းနဲ့ရှိတယ်ရှိရော ဲ့အနေနဲ့ကျွန်တော်တို့သူတို့ကတောင်ကျူးရောက်သွားပြီကျွန်တော်တို့ကတပြက်တဲ့တောင်ကျူးကိုသူတို့ကအမရှေကိုယူတာနေရာယူလိုက်တာယူလိုက်တော့အဲ့လိုမျိုးပဲစိန်ခေါ်ပြီးပစ်တာဟဲ့အောင်မင်းတို့လက်နက်ချအောင်မချအောင်လားမင်းတို့လက်နက်ချအောင်ငါတို့ထမင်းကျွေးမယ်မင်းတို့တမိသားစုလုံးဘာမှမဖြစ်စီရအောင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သိမလားကိုယ်လည်းပြောတာပေါ့ဒါပေမဲ့ဟိုဘက်ကပြန်ပြောတယ်ဟဲ့အောင်လေလီးအောင်မချအောင်กว่าရဲ့ကိုင်းတော့အေးမချအောင်ပြစ်တယ်ကွာအဲ့လိုမျိုးခေါ်ခေါ်ကြီးကျွန်တော်တီးတယ်အဲပြီးလဲပြီးတော့10နာရီလောက်လဲကြာလဲကြာအောင် အဲဟိုမနက်စင်တိုင်းလောက်လဲကြာလဲကြောင်းသူတို့ကတစ်ချက်ချက်ဖော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 က်အဲ့လိုလမ်းပြစ်တယ်ဒလွယ်ကုန်းကနေပြစ်တော့အမှန်မှဆိုရင်ဒါဒါလမ်းညာသူဒါဒါလမ်းဆိုလို့ရှိရင်ဒီလိုဒလွယ်ကုန်းကနေကျွန်တော်တို့ကဒီမှာဆိုဒလွယ်ကုန်းကနေလမ်းပြစ်တာအမှန်မှဆိုရင်ဒါဒါလမ်းဆိုတော့ဒီကနေဒီလိုထောက်မယ်ဒီကနေလူထောက်ပါဦးမဟုတ်ဘူးအဲ့ကောင်ကြီးကဒီဘက်ကိုခူးပြီးတော့အဲ့အပေါ်အိမ်အမြင့်ကနေလမ်းပြစ်တာလမ်းပြစ်တာကိုပထမတစ်ချက်ကျွန်တော်ကြည်လိုက်ရအောင်ကျွန်တော်နားထောင်နားဆွင့်တော့ဘယ်ကဖောက်ဆိုဖောက်ဖောက်အဲ့လိုကျွန်တော်နားလဲ ်ဆွန့်လန်းစင်ဟာမဟုတ်ဘူးလို့ကျွန်တော်လည်းကိုယ့်ကိုမလုံတာမလုံညုံတာအဲ့အချိန်တော့ကျွန်တော်ဘက်တီလေးမပါဘူးဟဲမလည်းမပါဘူးအလွတ်ကြီးပဲအီကွမန်တော့ပါအဲ့အဲ့အဲ့စိတ်ကစိတ်ကောင်မဟိုတိနေရလာပါလေမသိငါ့ကိုအဲ့အပေါ်ဓာတ်ကနေငါ့ကိုလှမ်းပြီးပြစ်လိုက်ရင်တစ်ချက်တည်းပဲလို့ဒါပေမဲ့ကျွန်တော်ရှိမှဖြစ်ချင်တော့ကျွန်တော်ရှိရတယောက်ကလည်း तू ကလည်းကုန်းအထကျွန်တော်လည်းကုန်းအထကျွန်တော်လည်းကုန်းထလို့ရှိရင်ကျွန်တော်သိပြီ ိကြတဲ့နန်ဒီတဲ့ဝင်ပြီနှစ်ချက်နှစ်ချက်ကိုတစ်ချက်က तू ကကွန် तू ကလည်းဟိုနေကျွန်တော်အစားခံပြီးလိုက်သူလို့ဖြစ်သွားတာနေငါဩ तू လည်းကုန်းထားကျွန်တော်လည်းစိတ်ကမလုံခြုံမှုနဲ့ငါလည်းရွှေ့မှရမယ်ဆိုပြီးကျွန်တော်နိုင်ရန်ဘေးကိုပြည့်ကက်မှုလုပ်တဲ့အချိန်မှာကျွန်တော်လည်းကုန်းထားသူလည်းကုန်းထားဆိုတော့ကုန်းထားရခြင်းတူကတော့သူ့လက်ကိုထုတ်ဖောက်သွားတာထုတ်ချင်းပေါက်ပဲအဲထုတ်ချင်းပေါက်တဲ့ကြီးကကျွန်တော်အချွေဘူးကိုတော့မှန်အချွေဘူးသူဖောင်းလို့ဖြစ်သွားဟာအဲ့မှန်လေး ကိုကိုစင်တာဟာတော်သေးရပေါ့ငါကယ်လို့ပေါ့နော်အရှင်ပြောမစင်လို့ရှေ့အကောင်ကယ်လို့ပေါ့ကယ်လို့ကိုအသက်မသေးတာပြီးလဲပြီးတော့အမအကောင်ကျွန်တော်ဆိုင်ထဲကိုဆွဲသွင်းဆက်သွင်းလို့သူရတောက်လျှောက်ကြအောင်ကြာတော့ကျွန်တော်အမသူစီကဟိုအင်းရှိရကျွန်တော်ဘနက်ရှိရလေဘနက်ကိုထုတ်ထုတ်ပြီးတော့အမအင်ကြီးကိုခွဲခွဲပြီးတော့ကျွန်တော်လယ်စည်းရှိရလေအဲလယ်စည်းနဲ့ကျွန်တော်စီးပေးစီးပေးစီးပေးပြီးတော့အမဟိုဒီအဲမျိုးကြိုင်းဖောင်းပဲအဲမျိုးဝတ်စားလိုမျိုးကျွန်တော်ညှက်ထုတ်ပလိုက်ညှက်ထုတ်ပြီးအမလိုက်စီးဒီကနေ့နည်းနည်းဒီကနေ့တင်းပေးထားတယ်သူရဟန်းနှင်းဖြစ်မှာဆိုလို့ ကိုရင်းလည်းမတရားမရတာတော့ကိုတီးတလောက်ပေါ့တီးတလောက်မှတ်တလောက်လေးနဲ့အဲ့လိုလှုပ်ပြီးတော့အဲ့မှာရဲဘော်နှစ်ယောက်နဲ့သူ့နောက်ကျောင်းနေပတ်ပတ်ပြီးတော့အကက်တရလမ်းမှာကျွန်တော်ရေမြောင်းရေဟိုဘက်ဒီဘက်ကိုဟိုဖောက်တယ်ပျော်ပေါ့အဲ့ပျော်လေးပြောပပုတ်စောနန်းစောနဲ့ဘာဩနန်းစောမှာပေါ့သူများအိမ်သာပိုက်တယ်အဲ့အနေရေလွတ်တာလေအပူချန်ကြီးရေလွတ်တော့နန်းစောကအင်ဂျာရီယာနဲ့အဲ့အနေဝင်သွားတယ်ကျွန်တော်တို့က ဖေငါတို့နောက်ဆုံးမယ်နော်ကျွန်တော်ကအပြင်ထွက်လို့မရအောင်ဘောင်ဘောင်အဲ့လိုပြစ်တဲ့အချိန်မှာပြစ်ဆုပ်ဆုပ်ရတာလေဘောင်ဘောင်ပြစ်မှကျွန်တော်ကနှစ်ယောက်ပြေးအမနှစ်ယောက်ပြေးပြီးအញ្ញောကပြန်ထောက်ပြန်ထောက်ပြီးဘောင်ဘောင်ဆိုရတဲ့ဟိုကောင်ဝစ်ပြေးအဲ့လိုနဲ့ကျွန်တော်ဆုပ်ဆုပ်ပြီးတော့အဲ့ချူမြောင်းကနေကျွန်တော်လက်ရတာလက်လက်ကောခင်းရောက်တော့ အဲလီဒါကိုပြန်ဆုတ်သွားတာပေါ့လီဒါပြန်ဆုတ်သွားတော့ကဲလီဒါမှာထမင်းလည်းမစားရသေးဘူးတမနယ်လုံးဘာမှမစားသေးဘူးညနေကညနေကစစ်ချီလာတာဆိုတော့စစ်ချီလာဆိုတော့စကန်ကိုကက်ခရရလဲအဲလီဒါကိုကက်ခရရလဲကျွန်တော်ကနင်းဖြစ်လာတော့ညပိုင်းကလည်းမစားတော့ဘူးတမနယ်လုံးကလည်းဘာမှမစားသေးဘူးအနေချင်းကျတော့လူကပန်းတော့ပန်းတော့ခဏလေးအမဟိုဖျံအဖုံချောင်းထဲမှာဆိုတော့ခဏလေးပလက်လှန်ပြီးနင်းဖြစ်တော့အဲ့ကောင်ကြီးကကျွန်တော်တို့စီကိုဝိုင်းတာอืมဝိုင်းတော့ကျွန်တော်ကကင်းကိုပတ်ပတ်လေးအကုန်ချတာလားอืม ကုန်းချဆိုညှောက်တွဲညှောက်တွဲဆိုစိအောင်ချတာချတော့တော့အဲ့ကောင်ကြီးကအားရဲအခွေးရဟောရဲအဲ့ဖုံးကျော်မုတ်ဦးရတယ်ဝင်းလာဝင်းလာတော့ဝိုင်းပြစ်တာဝိုင်းပြစ်တာတော့ဒီကောင်ကြီးပြန်ထွက်ပြေးလို့အင်းအဲ့လောက်ကျွန်တော်ထင်ရတော့ဟိုသူတို့ရောက်20လောက်တော့ရှိမယ်ထင်တယ်ရောက်20လောက်ကျွန်တော်တို့ပတ်ဝိုင်းတာအင်းအမှကျွန်တော်တို့ကတော့ဖုံးနေဆက်တာပေါ့တငယ်ချင်းတွေထိအောင်ငါတို့ဝိုင်းခံရပြီဆိုတော့တငယ်ချင်းတွေလည်းစိတ်ပူတယ်ကျွန်တော်တို့တငယ်ချင်းရဲပေါ်ပြီပေါ့ဟာအချင်းကြီးကောင်းလားအဘသူတွေအမှအမှပြောမှဆို ခေါင်းပေါင်းမတူရှိလဲပေါ့အဒါဒါဒါရှိအဲ့ဒါဆိုရင်တော့အစီပါသူတို့ဖြည့်ဆင်းပြီးပါမယ်ဖြည့်ဆင်းလိုက်မယ်ပေါ့ဒါပေမဲ့ကိုယ်စိတ်ကမလုံးညုံတော့မလုံးညုံလို့ဆိုတဖြည်းဖြည်းနဲ့ကျွန်တော်ကနေရာကျင်းလာတယ်လို့ခံရတယ်ကျွန်တော်တို့ဂျောင်းမိတ်မိပြီပေါ့ဗျာဂျောင်းမိတ်မိပြီဆိုရင်နောက်ပြီးတော့ကျွန်တော်တစ်ဖက်ကဆင်းမယ်ဆိုရင်တက်ကွင်းကြီးပဲပြင်းရင်လည်းကျွန်တော်တက်ကွင်းဘက်ပဲပြေးရမှာဆိုတော့ဟာငါလုံးမသွားပြီကွာတေးပြီလို့အကျုံးခံရပြီလို့ငါတို့အစုလိုက်ပြုံလိုက်ကိုအကျုံးခံရပါအဲ့လိုတွေးပြီးတော့ မောင်ရင်လဲတန်လင်းတန်းရောအဲ့မှာဒီကောင်ကြီးကကျွန်တော်တို့ဒီဖះနဲ့ဆိုရင်တော့ကျွန်တော်ညာဘက်ကဒီကောင်ကြီးပက်ဝိုင်းလာဝိုင်းပြီးတော့ဒီကောင် cross ဆွဲတက်လာတက်လာတော့အဲ့မှာဒီကျွန်တော်တီးရရှိတီးရရှိဟာကိုရီးစားတော့မတက်လာပြီတန်ပြေတန်ပြေလို့သူကရှည်စီကျွန်တော်နောက်စီသူနဲ့ကျွန်တော်လည်းဆိုရင်ဆယ်ပြီးတော့ပဲဝေးတယ်ဆယ်ပြီး15ပြီပေါ့ကိုရီးစားတော့တက်လာပြီတန်ပြေချလို့ပြေချဆိုတော့ကျွန်တော်ကဂုံးမမနေရတဲ့ဆိုနေတော့အတတာပဲပေါ့ တန်ပစ်ချလို့ပစ်ချဆိုတော့အမဒီကောင်လေးပစ်တာဒါပေမဲ့ခဏညင်နိုင်သေးတယ်ပြီးတော့အမလှုပ်ရှားမှုတွေကထပ်တွေ့လာတော့ကျွန်တော်တို့အမဒီဖျားဒီရောပေါ့ပြန်ဝင်ပြောရမှာပေါ့ဖျားဒီရောကျွန်တော်ဘယ်လိုဘယ်လိုခေါ်မလဲဖျားမှာဟိုဒီကောင်လေးကျန်နိုင်လေးတွေထောင်ထားတာလေအဲအဲ့အဲ့လေးနေရာမှာကျွန်တော်ဆိုရင်ဒီလိုအပေါက်တက်တက်တွေ့ရင်အပြစ်ခံရမှာဆိုလို့တနက်ကလူနေဆောင်းတာဆောင်းလာပြီးတော့ တလာပြီတလာပြီလဲပြောပြောအော်မပြစ်လိုက်တဲ့မီးရလေးတနေ့ထွက်လိုက်မီးရဟောမီးမထုံးမနေဟိုအပေါ်မှာဖြတ်ထွက်လာလင်းထွက်လာလင်းထွက်လာအကုန်လုံးဝိုင်းတဲတာလေအဲ့ဒီကျွန်တော်တို့စစ်နာကြီးလောက်လဲကြာလဲကြာချက်ချင်းတက်ပြန်ခောက်လိုက်တယ်ခောက်ပြန်ဆုပ်လိုက်တယ်